ေဒီသစ်ပင်တဲ့ဟာဆန်းခိုင်မှုအားမဲနေနေမုံတဲ့အကြောင်းကိုခံရလေနောက်ဆုံးမခံနိုင်တော့ပါဖြစ်သွားတယ်ကျူလဲသွားကဲတောင်ကြီးတွေကြတော့ကြီးလိုက်။ဘာလာခဲ့လာခဲ့။ကြောင်သားအပြီးနဲ့ရှိနေတဲ့တောင်ကြီးတွေကြတော့ပြမုန်တိုင်းဒေးဒီတိုင်းလည်းမတော့ဘူး။ပြင်းပြင်းထန်ထန်ကြီးတိုင်းလည်းမတော့ဘူး။ချမ်းခံနိုင်တယ်။ သက်သမယကလောကရံနဲ့ပတ်သက်လာလို့ရှိရင်အဲ့ဒီကျောက်အတိတ်ကြီးတဲ့တောင်ကြီးကိုကြက်ခံတဲ့စိတ်သားမျိုးရအောင်မွေးရမယ်လို့ပြောတာနော်လောကရံကိုရှောင်ပွင့်ရမယ်လို့မဟုတ်ဖြစ်လည်းမဖြစ်နိုင်ဘူးလောကရံကိုရှောင်ပွင့်တဲ့နေ့ရှိလည်းမရှိဘူးလောကကြီးကထွက်ပြေးလို့လည်းမရဘူးတချို့အထင်နဲ့လောကကြီးလောကရံနဲ့ဒီလိုလောကကြီးကထွက်ပြေးရင်လုံးမြောက်သွားလိမ့်မယ် အဲ့ဒီအသေးလေးတွေတဲ့သူကဘာပြောလို့ဆိုတေးအေးလာပဲလို့ပြောရသေးတယ်နော်မှန်ပါပါဗျာတေးအေးမလဲတေးရနောက်မှာပိုးဆိုးမယ်အခုရရှိထားတဲ့လက်ရှိဘဝလေးကဘယမန်တရားမန်တန်ခါမန်ပြီးတယ်တရားတော်လို့ရသေးတယ်တေးသွားပြီးနောက်ဘယ်ရောက်မှလည်းမသိပဲနဲ့ဘယ်လိုလုပ်အေးလို့နော်မှန်ပါဗျာအေးနိုင်နောက်ကပိုးပြီးတော့စိတ်မအေးရသေးဘူး ။ဒါလေးလို့သိနေရ grandy မရှိသေးတာ။ကိုယ်မှာ grandy ရှိနေနေတော့လားပေါ့နော်။မှန်ပါဗျာ။အေးဒီတိုင်းရောလို့ကိုယ်လုံးဝမဲ့လောက်ပါတော့ဆိုစိတ်ထက်ချက်ခံအောင်ထားဖို့အဲချက်ခံအောင်ထားဖို့ဆိုဘယ်လိုနည်းနဲ့ထားရမလဲချက်ခံအောင်ထားတယ်နည်းရသော်ရကအဲ့ဒီသုတ်တံမှာသိတာလဲချက်ခံအောင်ထားတယ်နည်းကဘယ်လိုလဲ သဇရသူကိုကျောင်းအာတော်လို့ရတာပြီ။လာဘဆိုတဲ့လောကရန်နဲ့ကြုံတွေ့လာပြီ။သဇရသူကျောင်းအာတော်လို့မရဘူးဆိုရှုံးနေတာမူရင်းနဲ့ကြုံလာတယ်။အာဘဆိုတဲ့လောကရန်မုံတိုင်းနဲ့ကြုံလာတယ်ဆိုရင်အခုခံနှလုံးသွင်းကြရတဲ့ရသော်ရာအရှင်ရဖို့အခြေခံပေးတယ်။ဘယ်လိုစဉ်းစားရမလဲ။အော် ဘာလို့ဉာဏ်နေတော့ရပြီရလာတဲ့ဟာသာဝရလားတက္ကနာလားစဉ်းစားလိုက်တဲ့အခါအဖြစ်ပေါ်လာတယ်လောကမှာသာဝရသဘယမှမရှိတက္ကနာလေးရှိတယ်ဟုတ်ကဲ့အင်းမာလို့ဉာဏ်တွေရလာပြီဒါဝဆိုတာအောင်းအောင်းမြင်မြင်မှာရလာပြီမာရလာတဲ့ဒါဝတက္ကနာလားသာဝရလားဆိုတော့တက္ကနာပဲအနိစ္စ ်ရဲတဲ့သဘောမရှိဘူးဝိပရိနာမဓမ္မရတာတဲ့အချိန်ကြီးတခုကနေမရဘူးဆိုတဲ့အချိန်ကြီးတခုကြောင်းလဲသွားနိုင်နေရဲ့အင်းတရားဘာဝ2မျိုးတစ်ပုံဖြစ်သွားနိုင်နေတယ်ငါထင်ထားတဲ့အတိုင်းမဖြစ်နိုင်ဘူးဟောဒီလိုတွေးပြပါအဲ့ဒါကျောင်းဆောင်ပါဘာပါသံဃာဘုရင့်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီလိုမတွေးဘူးတဲ့မတွေးဘူးဆိုတော့သူကရလာတဲ့ လာဘဆိုတဲ့လောကရနဲ့ကျုံလိုက်တာနဲ့တရားနဲ့ဘာဖြစ်သွားတော့ဆိုရင်စိတ်မလုံးသူသဘူရှိသေးလားဆိုပြီးတော့ညောင်ကြွားညောင်ကြွားနဲ့မာမနာတွေဖြစ်လာလိုက်တာကိုလူကအမြင်ကတ်ဒီလူကအမြင်ကတ်ရတာကိုကြောင်းပြီးတော့မာမနာတွေကျက်လာမန္တမာမနာတွေကျက်လာပြီးတော့စိတ်ထက်ကကိုယ့်ကိုယ်စိတ်အချင်းကြီးအချင်းကြီးပြီးတော့နောက်ဆုံးပြတော့ သုံးလိုက်ချုံးလိုက်နဲ့ရလိုက်တာတွေကုံသွားပြန်တော့နောက်ဆုံးမှမရတဲ့ဘာမှမရှိတဲ့အခြေအနေတစ်ခုပြန်ရောက်သွားပြန်ရောနော်အေးမရတဲ့အခါကျတော့လည်းမစဉ်းစားဘူးငါကံနဲ့သိုးလိုက်ပါပြီးတော့လေလို့ဒီလိုကြည့်ကြတာငါကံကိုသိုးတာကံသိုးတာလောကကြီးမှာမလေးရာကောင်းပါလေဆိုတော့နောက်ဆုံးကိုကိုသတ်သေးတာတို့ရင်ထုမနာဖြစ်ပြီးငိုလာတော့ စိတ်တည်းကြာနေတာလို့အစိတ်ဆောင်တာလို့မြင်လာဘူးလားမြင်ပါပါဘုရားအေးစိတ်ကကြံ့ခိုင်မှုကိုတတိမထားတဲ့ပုဂ္ဂိုလ်တွေမှာဒုက္ခမှာကြုံတွေ့ရတဲ့သဘောဝတရားတွေထဲမှာလူကချက်ဖြစ်ပြီးတော့ဒုက္ခတွေကိုဖြစ်စေကြတာပဲမှန်ပါပါဘုရားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကစဉ်းစားတဲ့ဒီလိုတခုအောင်မြင်မှုကိုရလာလို့ရှိရင်လေဩော်ဒီရတယ်ဆိုတာလေးက မြဲတဲ့အရာမဟုတ်ဘူးတခဏလေးသာဖြစ်တယ်။ကြောင်းဝဲကောင်းနိုင်တယ်။အချိန်လေးတခုကပြည့်စည်သွားနိုင်တယ်။ငါဘာလို့တင်တယ်လို့တင်တဲ့အလုပ်ကငါလုံးဝပဲရလာတာအတွက်ငါဘလို့ယူရှိအောင်သုံးချမလဲဟောရီကိုစဉ်းစားပါလေ။မရဘူးဆိုလို့ရှိရင်လည်းဒီလိုပဲစဉ်းစား။အေးမရဘူးဆိုတာလည်းတခဏပဲ။အချိန်လေးမပေးသေးလို့မရဘူး။အချိန်လေးပေးလိုက်ရင်ရမှာပေါ့။ မရလို့ရှင်ရှိရတဲ့မှာရောင်းရဲရဆက်ပြီးတော့ကြိုးစားရမယ်မရဘူးဆိုတာလည်းသိစာထာဝရမဟုတ်ဘူးအနိစ္စသက္ခဏာဌာနဖြစ်တယ်မမြဲတဲ့သဘောအချိန်ကြပြောင်းလဲလာအောင်မှာပဲလို့ဆိုပြီးတော့ကိုယ်စိတ်ရောကိုယ်ပြန်ဆဲနေအဲ့တော့ရလာတာကိုအကြောင်းပြုပြီးတော့မာမနာတွေမဖြစ်ဘူးစိတ်ဓာတ်တွေမတက်ကြွဘူးမရတာကိုအကြောင်းပြုပြီးတော့စိတ်ဓာတ်တွေ စိတ်ဓာတ်တွေကြာပြီးတော့ depression ဆိုတာမဖြစ်ဘူးပေါ့နော်မှန်ပါပါဗျာအဲ့ဒါကိုချက်ခံတဲ့စိတ်ထားလို့ပြောတာဒီစိတ်ဓာတ်မျိုးကသူ့ဟာသူ့အလုံးလုံးတော့ဖြစ်လာမှာမဟုတ်ဘူးကိုယ်ကိုယ်တိုင်ကလေ့ကျင့်ရအခုပြောတဲ့မြတ်စွာဘုရားကဒီလိုစဉ်းစားလို့ပြောတာဒါဒီတုတ်တံမှာတစ်ခုဟောတာပါနော်မှန်ပါပါဗျာဒီလိုစဉ်းစားပါနောက်တစ်ခုစဉ်းစားတဲ့နည်းလေးတစ်ခုကဘယ်လိုလုပ်တော့ ဒီလာဘဆိုတဲ့ရတဲ့လောကဓာတ်နဲ့ကျုံတာလေအောင်မြင်ကြီးပွားလာလို့ရှိရင်ဘယ်လိုစဉ်းစားရမလဲအေးအောင်မြင်ကြီးပွားနေတာကိုငါဝမ်းသာပြီးတော့မမနာရီတက်ကြွပြီးတော့ဒီလိုနေပဲဆိုလို့ရှိရင်ဘေးကလူတွေကလည်းငါ့ကိုအမြင်ကပ်လာမယ်လေနမောငါလည်းတဲ့တော့ကူအကျိုးရှိတဲ့အလုပ်ကိုလုပ်ရမယ်ဆိုတဲ့အသိဉာဏ်လေးနဲ့ငါမှရှိမှာမဟုတ်ဘူး။ဒါကြောင့်မို့လို့ ဒါတွေကအချင်းကြီးဆရာလည်းမလို့ဘူးရလာတဲ့အချင်းကြီးမှာငါဘာလို့အကျိုးရှိအောင်လုပ်မယ်ဆိုတော့အကျိုးရှိအောင်လုပ်တဲ့ဒီနေ့တစ်ခုကိုစဉ်းစားဆင်ခြင်ပြီးတော့အကျိုးရှိအောင်ပဲလုပ်တဲ့နေ့ဖြစ်တယ်ဟုတ်ကဲ့ဟုတ်ပါပါဆရာမရလာဘူးဆိုလို့ရှင်လည်းအေးမရလာရတဲ့စိတ်ကျက်နေတာဟာအဖြစ်မဟုတ်ဘူးစိတ်ကျက်နေပြီးအဲကြောင့်ရလာမှလည်းမဟုတ်ဘူးဒါကြောင့်မလို့ငါအချင်းကြီးမပေးသေးလို့ ရနိုင်တဲ့အနေအထားတွေငါ့မှာမရှိသေးလို့ဘယ်ဘက်ကငါ့မှာခြုံရင်းနေတယ်ဆိုတော့ခြုံရင်းတဲ့ခြုံရင်းချက်ကိုရှင်းအဖြစ်အနေနဲ့ရှားပြီးတော့မရပါလိမ့်ကြတော့စိတ်ကမရပဲနဲ့အဖြစ်ရှားပြီးတော့ရအောင်ကြိုးစားတာကမှန်တယ်လေဒီနေ့တစ်ခုဆိုတော့နော်မှန်ပါလားအေးဒါကြောင့်ဘုလောကရံဆိုတာကိုလိုချင်တာတွေရလာရင်လည်းလောကရံပဲကိုလိုချင်တာမရဘူးဆိုရင်လောကရံပဲ Lava, no, de, na, la va no, a ordenar, no.